တန်ဆိုတေးလေးပါရှင်ဟိုအဟောင်းလေးပါဝေလာအဲ့ချင်းလေးလှုပ်ထားနှစ်တော်တော်ကြာပါပြီငါနှစ်6နှစ်လောက်ရှိပြီပေါ့နော်ချင်းလေးဝေထားပြီးတော့အမအဆိုတော့ဆိုတော့အဲဒါလည်းအပရဲ့ချင်းလေးလုတ်ပါလားဆိုတော့ငယ်ငယ်တဲ့အချိန်ပေါ့နော်ပြောမလို့ခလေးဘွားပဲရှိသေးတယ်20ဝင်းကျင်ပတ်ချလဲ19 20ဝင်းကျင်လောက်ပေါ့အဲ့မှာဟိုလား အချင်းလေးကိုဝယ်ထားပြီးတော့ဆိုထားပြီးသားပါ music video ကြတော့ဟိုလာမထုတ်နိုင်သေးဘူးပေါ့နော်။ဘာလို့ဆိုတော့ music video တပုတ်တပုတ်ရိုက်ရလဲတာဝန်ကြီးတယ်။တပုတ်ကိုလည်းတင်းလေးဆံနဲ့တင်း80ဝန်းကျင်ကြာမှရှိရဲဆိုတော့ဝေလာဟိုမရိုက်နိုင်သေးဘူး။အဲမရိုက်နိုင်သေးတော့ခဏနောက်ကိုစုံရင်းစုံရွှင်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 နဲ့တေးကြသွားအခုမှဟိုထုတ်ထုတ်တာပေါ့။ ပြန်ဆိုတေးလေးပါရှင်ဟိုအဟောင်းလေးပါဝေလာက အဲ့ချင်းလေးလှုပ်ထားနှစ်တော်တော်ကြာပါပြီငါနှစ်6နှစ်လောက်ရှိပြီပေါ့နော်အဲ့လိုမျိုးဟိုမှတ်မှတ်ရဆို2018 19အဲ့အဲ့လိုဆက်ခွန်အဲ့လိုပေါ့ဒီပြောရမယ်ဆိုရင်တရုတ်ဆောင်စရပြီးတော့လုခါစားမလုခင်ပေါ့စကားတွေက2019မှာတက်တာဆိုအဲ့မတက်ခင်မှာဟိုလာဟိုတချင်းလေးတွေအဆိုတော့အရင်လှုပ်အဆိုတော့လှုပ်မယ်ဆိုတော့လှုပ်မလားတရုတ်ဆောင်လှုပ်မလားဘာလို့ရွေးချယ်ရမှန်းမသိတဲ့အချိန်မှာတချင်းလေးဝယ်ထားပြီးတော့အမအဆိုတော့ဆိုတော့အဲဒါလဲအပေးချင်းလေးလှုပ်ပါလားဆိုတော့ငယ်ငယ်တဲ့အချိန်ပေါ့ ော်ပြောမစကလေးဘွားပဲရှိသေးတယ်20ဝင်းကျင်ပတ်ချလဲ19 20ဝင်းကျင်လောက်ပေါ့အဲ့မှာဟိုလာအချင်းလေးကိုဝယ်ထားပြီးတော့ဆိုထားပြီးသားပါဒါပေမဲ့ music video ကြတော့ဟိုလာမထုတ်နိုင်သေးဘူးပေါ့နော်။ဘာလို့ဆိုတော့ music video တပုတ်တပုတ်ရိုက်ရလဲတာဝန်ကြီးတယ်။တပုတ်ကိုလည်းတင်းလေးစရာနဲ့တင်း90ဝင်းကျင်ကြားမှာရှိရဲဆိုတော့ဝေလာဟိုမရိုက်နိုင်သေးဘူး။အဲမရိုက်နိုင်သေးတော့ခဏနောက်ကိုစုပ်ရင်းစုံရွှေ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 နဲ့ တေချာသွားအခုမှဟို ထုတ်ထုတ်တာဗောနော်အဲ့ဒါလည်းမေးရအားပေးလို့ပါမေးရတချင်းလေးလှုပ်စီခြင်းနဲ့ဝလာရောလေမိသားစုကကြာတချင်းလေးလှုပ်စီခြင်းနဲ့ဝလာရောတင်းဆောင်တဲ့ဘက်ကိုပို့ပြီးတော့မှ အားတန်တယ်လို့ထင်တယ်ဘာနာဇလန်တွေရိုက်ရတာရွှေရှင်ကိုင်းတွေရိုက်ရတာကြိုက်တယ်ဆိုတော့အဲ့ဒါနဲ့တချင်းလေးမလို့ဖြစ်ပင်တယ်အခုအနောက်ရောက်သွားတော့အခုမှထုတ်ဖြစ်တာပါဟုတ်ဟုတ်အဲအဆိုတော့လုံးရင်ကောင်းလားပြည့်စုံလုံးရင်ကောင်းလားနည်းနည်းရောင်ဝဝပေါ့နော်ဘာလုံးရင်ကောင်းလဲငငယ်တော့လည်းထမင်ရလည်းရောင်တည်ရဆိုတော့စီပွားရေးပဲလိုရမလားအဲအဲ့လိုစဉ်းစားနေစဉ်ကာလပဲဒါပေမဲ့ဖြစ်ချင်တော့ MRT4 ရောက်သွားပြီးတော့အဟိုလားပြည့်စုံဘက်ကိုရောက်သွားတာပါတချင်းအဲ့ဒီဇလန်ကလည်းဝလာဇလန်ပဲအဲ့ဒီ တင်းကလည်းဝီလာတင်းပဲဝီလာဘလို့ရိုက်ချင်တယ်ဝီလာဘလို့လုတ်ချင်တယ်ဆိုအားလုံးဝီလာရဲ့ idea ပေါ့နော်ဝီလာနောက်ဆုံးမှာဘလို့ပြောမလဲတခိုးဖြစ်နေတာပေါ့နော်ပြောမယ်ဆိုဒီကို့ကိုပေါ့ဖွန်လာကြောင်တဲ့ကောင်လေးကိုကပကီးရိုက်သွားပြောမယ်ဆိုရင်ဒီဒီကိုချာလီပေါ့နော်တီးရဦးပေါ့အဲဒီဒီဆိုင်ုံလာတဲ့ကောင်လေးကအပြောကျွဲတယ်အာဒီကောင်မလေးကိုရရပါတယ်ဘာညာလာကြောင်တဲ့ချိန်မှာ ကအကြောင်းခံလိုက်တယ်ဒါပေမဲ့တကယ်တမ်းကဘာဖြစ်နေလဲဆိုတော့တခိုးဖြစ်နေအဲနောက်ကျဒါ twist ပေါ့နော်ဆိုင်မှာဆိုရဲကောင်ပါလေဒီဆိုင်မှာဆိုရဲကောင်ပါလေဒါပေမဲ့နောက်ဆုံးကြတော့သူ့ဆီကပကီးပြန်ရရောသူဝတ်ထားရန်နာကောလန်သူခိုးထားတဲ့ဟာတွေယူရောအဲ့လိုပုံစံမျိုးလေးနဲ့ သွားထားတာပါတချင်ကတော့နောက်ဆုံးထိကြည့်မှဇလန်းကိုတိရမှာပါဟုတ်ကိုကြီးချလီနဲ့အတူတူရိုက်ဖြစ်တာအမှတ်တရပါဟုတ်ပရိသတ်တွေမတွေးဖြစ်တဲ့ဟိုရှေးတုန်းကပုံစံလေးပေါ့နော်ဟိုရှေးခေတ်ပုံစံလေးကိုအဲဟိုလာသွားထားပါတယ် retro fashion လေးပေါ့ retro လေးတွေကလိုရတာဟိုလာတို့ကြည့်တော့ဒါခဏလေးပေါ့နော်တကယ်တမ်းဆိုရဲမိုက်တွေလဲငှားရတဲ့ဟိုနိုင်တို့ဒီအတုံးဆောင်တွေပေါ့နော်အုတ်ထုတ်တို့ဖက်နက်တို့ပုံစံတွေအကုန်လုံးဟိုရှေးခေတ်စတိုင်လုံးဝဖြစ်နေရမယ် location ရောပေါ့နော်အရာအားလုံးဟိုလာတိချသိစိတ်လိုက်ပြီးတော့ဒီချင်းလေးမှာအထည့်ပြီးလုပ်ထားတာပါအဲဝတ်စုံနေစပင်ဒီဇိုင်းနေအဲအဲ့ဒါတွေအားလုံးလည်းဟို sorry မမရှေ့ခေတ်ပုံစံလေးတွားရတာပေါ့နော်ဒါကတော့ inspire ထားတော့ Monroe ပုံစံဟိုလာ inspire ထားတာပါ Monroe ပုံလေးဟို Monroe ကြိုက်တယ်ပေါ့နော်အဲသဘောကျပြီးရောလက်စိတ်မှာဆွလန့်နေတူတယောက်ပေါ့ဆိုတော့ Monroe ကအဖြူရောင်အဲ့လိုရင်ပြက်လေးနဲ့ ပဝါရင်းလေးနဲ့တက်တယ်အဲဟိုလားလဲအဲ့ဒါအနှံ့ရောင်လေး inspire ယူပြီးတော့အဲထုတ်ပြီးတော့အဲ့လိုသဘင် style လေးလဲတွားထားကြည်တာပါဆန်ဆန်သက်ကြည်တာပါကိုကိုလိုက်မလိုက်သိချင်လို့အဟုတ်ကဲ့မမကတော့ तू ကနွညာပါမီပါတဲ့အတွက်ပါဇက်ကနေထွက်လိုက်တာနဲ့ တန်ရန်ကောင်းပြီးတော့သူ့သဘောကြတယ်ပေါ့နော်ဟိုလားဆိုမမကတော့အားပေးပါတယ်ဒီကသူကိုယ်တိုင်တော့ဟိုလားလိုင်းလုံးမပေးနိုင်ပါဘူးကိုယ်တိုင်လည်းမအောင်ဆိုတော့ဒါမဲ့ဟိုအကြံဉာဏ်တွေတော့ပေးပါတယ်ဟုတ်ဟုတ်နှစ်ခုလုံးကြိုက်ပါတယ်ဒါမဲ့ဟိုလားလုံးဖြစ်တာကတော့တရုတ်ဆောင်ဘက်ကိုဟိုလားအဲရိုက်ကူးဖြစ်တာပုံများပါတယ်တချင်းထုတ်တဲ့အရေးတည်းနဲ့ဆိုတချင်းထုတ်လို့ရင်ဟိုတစ်ခါကြာ၅နှစ်လောက်ကြာတယ်အဲ့လိုမျိုးလုံရင်းလုံရင်းနေပဲပဲအချိန်ကြီးဆွဲမတိမတိလိုက်ပဲဆွဲမိနေတာပေါ့နော်ဘာလို့ဆိုတော့စီးရီးရရင်တစ်ခါရရ င်း3လ5လရင်းသားခင်းရင်းဆို3နှစ်လောက်ရက်ခဲ့ရဆိုအဲ့ဒီမှာပဲစိတ်ကရောက်နေရဆိုတော့ဟုတ်အော်ဟုတ်ကဲ့ပါအဲဟုတ်ကဲ့ရင်းသားခင်းကြီးကလည်းမနှစ်ကတက်ခဲ့ပြီးတော့အခုတစ်နှစ်ပြန်လဲသွားပြီပေါ့နော်ဂျိုင်းမှာဂျင်ဟော်လေးလဲပိတ်သက်အပိမှုမမန်းဆိုပြီးတော့ပိတ်သက်အပိမှုရခဲ့တယ်အခုဟိုလက်ရှိမှာအားဆိုင်ထုတ်ပြီးတော့မှ ပရိသတ်အတွက်စူးစမ်းနေရကတော့အညှိုးဖြစ်ပါတယ်အညှိုးရုပ်တန်ဇလန်းတွေပေါ့အညှိုးမှာတော့စိတ်ထားမြက်ဆွဲထားကြိုက်တာလှုပ်ထားပါအဓိကလည်းပရိသတ်ကြိုက်အောင်မှာပါတခါဒီကလည်းတကယ်နှစ်နှစ်ခါကြာတကယ်ပေါပေါအောင်မှာပါကိုပီပီရလေးဟာဆိုတော့လေကြိုက်ကြမှာပါမမမေလေးနဲ့အတူတွဲပြီးတော့တိုင်ပေါင်းကြီးတင်ဆောင်လာပါတယ်အိမ်မှာလဲပြီးတော့အခုဒီနေ့ဆိုရင်ဟိုလာတို့ဇွန်လ13ရက်ဆိုရင်အဒီဇွန်လ13ရက်ပေါ့နော်ဒီနေ့ဆိုရင်မာယာချာပရီမီယာရှိုးရှိတယ်ဇွန်လ13ရက်ဆိုမှာအကြရုပ်ရှင်ကာရယုံတင်ပြီပေါ့ဒီကားကိုလည်း ပြည်သက်တွေယုံမလိုက်အပေးပါအောင်လို့လာဟာတာရိုက်တာနဲ့နဲပဲမဲ့အကောင်းဆုံးတော့စူးစမ်းကြည့်ထားပါတယ်ပြီးတော့ဂုံဆွဲရွှေရှင်စကားကြီးလည်းအဲမကြခင်မှာတက်ပါတော့မယ်သူကကြတော့လာတော့ဒီအမေများအဖွဲ့ကိုဂုံပြုတ်ပြီးတော့တင်ဆက်ထားတဲ့ဂုံရွှေရှင်စကားကြီးပါအိတ်ကားမှာလည်း challenge တစ်ခုအနေနဲ့ you character ပေါ့နော်တန်မီစောကြောင့်ကတ်နေတဲ့ you character မိခင်တယောက်အနေနဲ့ပါဝင်ပြီးတော့မှစိတ်မနှက်တဲ့မိခင်တယောက်ဒါမှမဟုတ်တန်မီကိုအဆုံးထိကာကွယ်သွားတယ်ဘယ်လိုမျိုးကာကွယ်သွားမလဲဆိုတာမိခင်တယောက်အနေနဲ့အသိစိတ် ိတ်လွတ်နေပြီမဲ့တာသမီအတိစိတ်ရှိနေသေးတဲ့သူတဦးပေါ့အဲ့ဒီကာရိုက်တာကိုလည်းစူးစမ်းတိုးဆောင်ထားပါတယ်အခုကတော့ဒါရက်ရစားပေါ့ရက်ရစားမှာတော့အတွက်လေးပေါ့မျိုးစုံပါပဲရတာမျိုးစုံပါဟုတ်ကဲ့ပါရှင်ရက်ရစားရွှင်စကားကြီးရိုက်ကူးတင်ဆက်ပါတော့မယ်တဲ့တဲ့ဗာလဲရုံပေါ်တင်တဲ့ခါကျလဲအားပေးပါအောင်မာယာကြားရုပ်ရှင်စကားကြီးကိုလည်းပြိသက်တွေအဲနားလဲကြည့်ရှုပြီးအားပေးပါအောင်ဟိုလာပြောချင်ပါတယ်ဟိုလာစကားလေးရုံတင်တဲ့ခါမှာရုံမှာလာရောက်အားပေးပါဟိုလာဖိတ်ခေါ်ပါရှင်ကျေးဇူးအများကြီးတင်ပါတယ်